အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာရိုးဖွဲ့အိမ်ရေးသားတဲ့စာကြည့်တဲ့ကွန်ရက်တစ်ခုတီထောင်ခြင်းသို့မဟုတ်အလင်းခတ်တန်းဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်အခန်းတလူသားမျိုးနွယ်စုတွေရဲ့ဖြတ်တမ်းမှုမှာတဦးနဲ့တဦးဆက်သွဲဖို့စကားပြောဆိုကြခြင်းပြီးရင်စာရေးဆက်သွဲမှုသည် ဒုတိယဖြစ်ပါလိမ့်မည်လူအဖွဲ့အစည်းတစ်ခုမှာ စာပေအခရာဖန်တီးခြင်းစာရေးသားခြင်းစာပေဖတ်ရှုခြင်းစာအုပ်မြဝေလက်ဆင့်ကမ်းခြင်းယဉ်ကျေးမှုသည် စင်ကဲထွန်းကပြန်ပွားရမည်ဖြစ်ပါသည် ထို့အတူစာအုပ်အယောင်ဆိုင်စာအုပ်အငှားဆိုင်စာကြည့်တိုက်တို့သည်ဒွန်တွဲဖြစ်ထွန်းလာကြပါသည်နေ့မျိုးလေးမှာကျွန်တော်စူးစမ်းဆိုင်ပြိုးခဲ့သည့်စာကြည့်တိုက်ကွန်ရက်တစ်ခုဟာ 2024ခုနှစ်နိုဝင်ဘာလ15ရက်တရားမုံလာပြည်နေမှာ6နှစ်တိတိပြေခဲ့ပြီဖြစ်ပါသည် အလင်းခတ်တန်စာပန်ဥယင်ဆိုတဲ့စာကြည့်တဲ့ဖွံ့ဖြိုးမှု ထောက်ပံ့ရေးအဖွဲ့အမည်နာမနှင့်ရွေးချားခဲ့ခြင်းဖြစ်ပါသည်အဖွဲ့စတင် မြေပြာခံစီးစင်းခဲ့ပုံမှာ2015ခုနှစ်ပြည်သူ့ကုံရီစုပေးပွဲမှာအထူးစုရရှိခဲ့တဲ့စာကြည့်တဲ့အရေးလှုပ်ဆောင်သော ကိုဇော်ဇော်မန္တလေးစာကြည့်တဲ့ကို လူငယ်ချင်းအားကြအတူယူခဲ့တာကြောင့်ဖြစ်ပါသည်။ရှင်ဘတ်တူ စာပေမိတ်ဆွေ9ယောက်ရဲ့လစဉ်တလတယောက်တထောင်စုငွေ9000ကျပ်နှင့်စတင်လဲပတ်ခဲ့ခြင်းဖြစ်ပါသည်။လစဉ်ရရှိသော အလူငွေနှင့်စာအုပ်စာဆောင်များစတင်ဝယ်ယူ စုဆောင်ခဲ့ပါသည်။2015ခုနှစ်နိုဝင်ဘာလ29ရက် တဇောင်မုံလာပြည်နေမှာဝါရင်းဝါပသတင်းတီလာစောက်တီလေးရှိတယ်။ကျေးရွာဥပုပ်ဇရက်တစ်ခုအတွက်တရားဓမ္မစာအုပ်23အုပ်စတင်ထားရှိပေးခဲ့ပါသည်။ထို့နောက်ကျေးလက်စာတင်ကျောင်းတွေရဲ့ចောင်းစာကြည့်တိုက်တွေအတွက်စာအုပ်30စာအုပ်40စသည် အုပ်ရည်နေပါစွာကနေတကြောင်းကို စာအုပ်တရာအထိတိုးမြှင့်ပံ့ပိုးလှူဒန်းနိုင်ခဲ့ပါသည်။ ို့ဒေတာတွင်ကျေးလက်စားကြီးတဲ့များအတွက်လည်းတဏီယာတုတရတစာအုပ်အစုံဥဒ္ဒယာပေးပို့မျှဝေနိုင်ခဲ့ပါသည်၃အလင်းခတ်တန်စာပန်းဥယျာဉ်၏အဓိကရည်ရွယ်ချက်နှစ်ခုရှိပါသည် စာဖတ်သူပုံမှုများပြလာရေးနှင့် စာပန်းဥယျာဉ်များနေရာအနှံ့ပြန်ပွားလာရေးတို့ဖြစ်ပါသည်ထိုရည်ရွယ်ချက်နှစ်ခု အောင်မြင်ဖို့အတွက်အဓိကလိုအပ်ချက်မှာ အသင်းရံပုံငွေတောင်တင်းခိုင်မာရေးဖြစ်ပါသည် သို့သော အလူကံဖြစ်ရက်တီတဲ့အဖွဲအသင်းဖြစ်တော်လဲအလူငွေကောက်ခံငွေကိုမြည်သည့်ခေမြည်သည့်နှစ်တို့ပြောင်းလဲသွားပါစေတလတယောက်တထောင်နှုံးဖြစ်တာကောက်ခံလဲပတ်နေမိဖြစ်ပါသည်ကျွင်းချက်အနေဖြင့် လူရန်သူဤတရာအလျောက်အလူငွေတိုး၍လူပေးသည်ကို လက်ခံပေးပါသည်တချို့စာပေ အလူရှင်များနှင့် စာရေးဆရာများမဂဇင်းတိုင်များမှလည်းစာအုပ်စာဆောင်များပေးပို့လှူဒန်းအားဖြည့်ပေးကြပါသည်မိခင်အဖွဲ့အစည်းဖြစ်သော Save the Library မြန်မာကွန်ရက်မှလည်းချိတ်ဆက်မျှဝေပေးကြပါသည် ထို့သောလားစဉ်အလူငွေအင်အားနှင့်တဒက်တအားပါဝင်အားဖြည့်မှုတွေဖြင့်ကိုးနှစ်တာခရီးပေါက်ရောက်ခဲ့ခြင်းဖြစ်ပါသည်လေထို့သောခြေလန်းတို့အား လေပြန်ကြည့်ခဲ့ပါလင်လေရုံးကန်ရမှုနှင့်အတူ ရရှိခဲ့သောအသီးပွင့်များကို မြင်နိုင်ပါသည် လားစေရရှိသော အလူငွေများဖြင့်စောင်းစာဆောင်ဝယ်ယူစုဆောင်၍အတင်းဖွဲတစိမ့်တုံးရိုက်နှိမ်အမတ်သားပြုခြင်းစောင်းများကိုအဖုံးချုပ်လို့ခြင်းရွေးချယ်ထားသောကျောင်းစာကြီးတိုင်းသို့မဟုတ်ကြေးလက်စာကြီးတိုင်းအတွက်သူတရတာစောင်းအစုံဥတ္တရာရွေးချယ်ကား မှတ်တမ်းဓာတ်ပုံရယူခြင်းဇက်ကူပုံးဖြင့်တေချာထုတ်ပိုးခြင်းတို့စင်ကဲပြုလုပ်ရပါသည်ကျွန်တော်နှင့်နှီးဆက်သော နေရအနီးတဝိုက်နှင့်ပေးပို့လို့အစဉ်ပြေသောဒေတာများသို့ကိုယ်တိုင်စင်ကဲနှင့်အရောက်ပို့လှူဒန်းပေးပါသည်မမရရဖြစ်မိသောမြို့ပြနှင့်ဝေးလံခေါင်ပြားဖြစ်တဲ့အမကကုံကြီးဆိုသည့်ကျေးရွာเจ้าလေးတို့စာအုပ်အလှူတွားရောက်ခဲ့သည်ကို အမတ်ရမိပါသည်ဆိုင်ကယ်ဖြင့်နှစ်နာရီခန့်သွား၍ခရီးတစ်ထောင်နာပြီးနောက်လှေဖြင့်နာယီဝက်ခံဆက်လက်သွားရပါသည် ထို့နောက်နေပူကျဲကျဲရွှွန်တော်များထဲမှခြေချင်းခရီးနေရပါသည်စာအုပ်ထုတ်ကြီးကို ပခုံးမော်တင်ရင်ရောက်ခါနီးပြီဆိုသည့်နေကန်တငယ်ချင်းရဲ့အားပေးတဲ့နဲ့အတူတနာယီခန့်ကုန်းချောင်းလျှောက်ပြီးသည့်နောက်စာတင်ချောင်းသို့ရောက်ရှိပါသည် မိုးရသည်ဆိုလျင်ရေကြီးနှင်းမြုပ်လျက်ရှိသည့်ရွာမို့ကျောင်းဆောင်ဆောက်ဦးမှာရေလွတ်အောင်မြင်းမြင့်တိဆောက်ထားသည်ကို တွေ့ရပါသည်ကျေးရွာအတွင်းရှိ လူနေအိမ်များသည်လည်းခြေတန်းရှိအိမ်များဖြစ်ကြပါသည်ထိုကြောင့်အတွက်စာအုပ်စာဆောင်များပေးလူရင်းစာဖတ်ခြင်းအကျိုးကျေးဇူးတို့ကိုလက်ဆင့်ကမ်းမျှဝေပေးခဲ့ပါသည်ထိုကဲ့သို့တပင်တပန်းသွားခဲ့ရသော စာပေခရီးအားအလင်းခတ်တံ စာပန်ဥယျာဉ်ဖြတ်တန်းမှုကာလမှာအမြဲအမှတ်တရဖြစ်လျက်ရှိနေပါတော့သည်၅ကိုဒေတာတွင်ကျေးလက်စာကြီးတိုက်တွင်နေမျိုးပြစာကြီးတိုက်တွင်ရှိရလဲအလင်းတင်ရင်တင်တယ်လို့လေလာရေးသွားလေရှိပါသည်တချို့စာကြီးတိုက်တွေရဲ့အတဝင်လှုပ်ရှားမှုဟာယနေ့ခေတ်ထဲမှာအာရကျင်းနေဆရာပင်ဖြစ်ပါသည် တချို့စာကြီးတိုက်တွေကတော့အသက်ငယ်နေတာနဲ့အသက်မရှိတော့တာတွေကို ဝန်내ဝယ်တွေ့ရှိရပါသည်ထို့တော်လည်းတက်အားသရွေပါဝင်အားဖြည့်ခြင်းဆောင်ရွက်ပေးပြပါသည်ခြေရွာများတွင်စာပေချစ်စိတ်ရှိသောသာသနာဝန်내များပါဝင်ပူးပေါင်းမှုသည်လည်းစာဖတ်ရှိန်မြင့်တင်ရေးတွင်တတတအားဖြစ်စေရပါသည်ရဲရွာလူမှုအပေါ်ဩဇာတရမှုရှိသောဘုံတော်ကြီးများ၏ဥဆောင်မှုဖြင့်စာကြီးတိုင်းအရေးလှုပ်ဆောင်မှုသည် စာပေအရွေတစ်ခုတွင်အာပါတည်ရောက်မှုရှိသည်ကို မျက်မြင်ကိုတွေ့တွေ့ရပါသည်ကြေးရွာတရွာမှာရှိသောဦးစင်းလေးသည်ရွာထိပ်တောင်ကုန်းလေး၌ဇေဒီအဟောင်းများကိုပြုပြင်တည်ထားရင်းစာကြည့်တဲ့အစာအုပ်တစ်ခုကိုလည်းစောက်လုပ်ပေးခဲ့ပါသည်ကြေးရွာတွင်ရှိခလေးငယ်များကိုမုံများကြွေးခြင်းအဝတ်ထည်ဆင်ပေးခြင်းကျောင်းစီရင်များထောက်ပံ့ပေးခြင်းတို့ပြုလုပ်ပေးရင်းစာကြည့်တိုင်းမှာ ျော်ရွှင်သက်ဝင်လာအောင်ပြုလုပ်ပေးတာကို တွေ့ရှိရပါသည်။စာကြီးတိုင်ဝန်းကျင်ကိုလည်းအမှုပညာဆန်းစွာခြေတာမုံမှန်ရင်းဖြင့်လည်းစာဖတ်သူတို့ကို မျက်စိပသာရဖြစ်အောင်လည်းဆွဲဆောင်ထားစေပါသည်။ထိုကဲ့သို့အာတက်ဖွဲရာလှုပ်ဆောင်နေသည့်ကျေးလက်စာကြီးတိုက်တို့ကိုလည်းရေရှည်တီးရှိနိုင်ရန်အားပေးဝန်းရံပေးရပါသည်။စာကြီးတိုက်တွေကို အသက်ရှည်စေတာဟာလည်း လောကကိုစောင့်ရှောက်ခြင်းပဲဖြစ်သည်ဟုယုံကြည်ပါသည်6စာကြည့်တဲ့ဖွံ့ဖြိုးမှုအရေးလုံဆောင်သူတဦးအနေနဲ့အကျင့်တစ်ခုရှိလာသည်ကို ကိုကိုကိုတတိထားမိသည်ဘယ်နေရာသွားသွားစာအုပ်တည်ရှိရာအရက်ကိုရှာနေတတ်ခြင်းဖြစ်ပါသည်မြို့တစ်မြို့ရောက်လင်စာအုပ်ဆိုင်နှင့်စာကြည့်တဲ့ကိုရှာမိတကဲ့သို့ကြေးရွာတရွာရောက်လင်ကြေးလက်စာကြည့်တိုင်းရှိမရှိစူးစမ်းရှာဖွေတက်လာပါသည် ထို့အတူစာသင်ကျောင်းတစ်ကျောင်းသို့ရောက်ခဲ့လေလေကျောင်းစာကြီးတိုင်းအလေးပေးသည့်ကျောင်းဟုတ်မဟုတ်နှင့်ကျောင်းစာကြီးတိုင်းရှိစာအုပ်များစုံမစုံစသည်တို့အားလေးလာကြည့်ရှုဖြစ်ခဲ့ပါသည်ကျွန်တော်၏အလုပ်အားမေးလျင်ကျေငားကောက်ခြင်းသို့မဟုတ်ကွက်လက်ဖြည့်သူဟုပင်ပြေဆိုရမည်ထင်ပါသည်ယနေ့ခေတ်မှာစာပေဖတ်ရှုသူနေပါလာပြီမို့ကျေငားကောက်ရသလို့ တဦးတယောက်ထွန်းပေါက်သွားလိမ့်မယ်စာကြည့်တဲ့အရေးလှုပ်ဆောင်ရတာမြက်ပီဟုပင်ပြောရမည်ဖြစ်ပါသည် စာကြည့်တဲ့အရေးလှုပ်ဆောင်သူမို့ကိုနှစ်ထိဆက်ရာအဝေါ်ဝိုင်းတွင်လိုအပ်သောစာပေကွက်လန့်ဟုသည်မြတဆွမ်းသည်၍ဖြည့်ပေးနိုင်ဖို့စူးစမ်းလျက်ရှိပါသည်ကိုနိုင်ငံကိုရဝန်းတွင်လိုနေသောလစ်ဟာနေသောငတ်မွနေသောစာပေအသီးပွင့်များအားကိုခံယူချက် ကိုယ်ဝါသနာဖြင့်တခုတ်တရာစိုက်ပျိုးနေခြင်းဖြစ်ပါသည်ဝါသနာတူ ကာလာတူ ရင်မတ်တူမိတ်ဆွေများဤစူပန်းခွန်အားဖြင့်ဆက်လက်ရွေးရှားနေမည်ဖြစ်ပါသည်ခနဲ့လူတယောက်ဟာ ကောင်းတဲ့အရာတစ်ခုကို တွေ့ခဲ့မယ်ဆိုရင်အဲ့ဒီကောင်းတဲ့အရာဟာတယောက်တည်းသိမ်းထားဖို့မဟုတ်ဘူးအများကိုမျှဝေပေးဖို့ပဲဖြစ်ပါတယ်ထိုင်းဘရင်မင်းမြတ်အစိုးအမိန်စာအုပ်ဖတ်ခြင်းသည် ကောင်းမွန်သည့်အမှုအကျင့်ဖြစ်ပါသည်ထို့ကြောင့်လူသားတိုင်းအားထိုအသီးပွင့်ရတာကိုခံစားရရှိစေခြင်းပါသည်ထို့အတွက်စာအုပ်စာဖတ်သူစာအုပ်အယောင်ဆိုင်စာအုပ်အငှားဆိုင်စာကြည့်တဲ့များပေါ်ထွန်းလာကြခြင်းဖြစ်ပါသည်ပေါ်ထွန်းလာသော စာပေရဝန်းများ ရှင်သန်စေရန်နှင့် စာပေအသီးပွင့်များ ခုဆိုသုံးဆဲနိုင်ရန်ဝိုင်းဝန်းစောင့်ရှောက်ရမည်ဖြစ်ပါသည် ရှေ့အလင်းခတ်တန်စာပန်ဥယျာဉ်အတွက် ကိုရန်ရေးခဲ့မှုသောကဗျာတပုတ်ဖြင့်အမောင်ကဘာကိုကဗျာတန်ပြုတ်လိုက်ပါသည် အလင်းခတ်တန်အတွန့်ရှိပါစီစာဖတ်သူအတွန့်ရှိပါစီစာကြည့်တိုင်းများအတွန့်ရှိတည်တန်းကြပါစီဟုစန္ဒမုံပြုတ်အပ်ပါသည်အလင်းခတ်တန်ကြက်တဲလွန်းလာတဲ့အိမ်အိုဟောင်းတွေဘာများထက်တောင်းဆိုအောင်ပါလဲ လက်ကူဖြဲ့မဲ့အစာလက်ထိုးကူဖို့ပဲရှင်တန်ကြဖို့မနှက်ကိုညတယ်ဆွဲယူခဲ့တယ်ညကိုမနှက်သေးတွဲကူခဲ့တယ်ဒါဟာ အလင်းခတ်တန်ရဲ့အစပဲဆိုပါတော့ကဘာဦးစိရင်တုံးတွေ လိမ့်ချလာတာတရိထားမိတဲ့နေ့ကတောက်ခေါက်ချင်းနဲ့ဒေါသကို စာအုပ်တအုပ်ထဲချေလျှော့ခေါက်ချလိုက်ရနွမ်းလျလာတိုင်း အမောပြေရင်ခွေများစွာထဲမှဇာအုပ်နေရန်ထဲသာ ထိုးဧခရာမိုးလင်းရင်ဇာအုပ်နဲ့မျက်နာတက်ပြီးညအမောင်ကိုဇာအုပ်နဲ့တောက်ကန်ထားမိခဲ့တဲ့နေ့တွေတက်ပြင်းရှည်တွေများလာလေလေတေဖို့နီးလာလေလေပါပဲမိတ်ဆွေမီးချင်းနဲ့ဇာအုပ်ကြိုက်တာရွေးအချိန်မရှိလို့တော့မငင်းမိစေနဲ့စာဖတ်တော်လူမျိုးတီတိုးတက်တီ တိုးတက်သော လူမျိုးသည်စာဖတ်သည်တည်းကျုပ်တို့ဥတန်စကားအာနာရမေအလေးခယုပြုရမေစာဖတ်ပါ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 စာဖတ်ကြပါစာဖတ်ကြစို့ကြောညာစာတန်းရောင်ဆောင်မနေဘူးဆိုင်းဘုတ်တွေဆောင်းဘုတ်တွေတဲကအလွယ်တကူရုံးထွက်ခဲ့ကြတယ်အဖြူတဲ့လူငယ်စိတ်နဲ့တောက်လောင်မှုဆိုတာကလည်း ဝါဒနာတူစိတ်အချို့ရဲ့ရှုံမီးတွေလဲလိုတာပေါ့စောင့်မနေဘူးရအောင်သွားတယ်တွေးဝေမနေဘူးဖြစ်နိုင်တဲ့နေရာကနေအလင်းချင်းဂန်းကူပေးခဲ့တယ်စာအန်တန်တွေကြီးပဲမညံစီခြင်းလို့ကြောင်ကန်တဲ့စာအုပ်တွေဆွဲခေါ်သွားတယ်ကလေးတွေဟာစာအုပ်ပုံတွေလုံးထွေးနေကြပုံများ လူကြီးမင်းတို့ကိုညင်စီခြင်းလှတယ် စာအုပ်တွေရှိရာ သူတို့လာဖို့ရာ လွယ်အိတ်လေးလေးကြီးကိုတည်ထားရရှာစာအုပ်တွေက သူတို့တီးရာအခန်းထဲစိုက်ကပ်လာခြင်းဟာပျော်စရာစိတ်ချစရာတဝက်နဲ့အနာဂတ်ကပါမရက်တန်ဘူးဥပုပ်စည်းရနဲ့ဘုံကြီးချောင်းနဲ့ဓမ္မစာအုပ်တွေပေးလူမျက်စိမှလမ်းဖောက်ခဲ့တယ်မရက်တန်ဘူးလိုအပ်ချက်ရှိရာ စာကြီးတိုက်တွေစီထောင်တကားကူပိတ်ပေးခဲ့တယ်။မရက်တံဘူးနိဗ္ဗာန်ဈေးပွဲတော်သို့ရွှေ့ရှားတယ်။မရက်တံဘူးစံသဆိုင် ဆိုင်ကယ်ပြင်ဆိုင်မြို့မဈေးဝန်ကားဂိတ်ဘူရာလမ်းဘေးအခမဲ့လစ်တဲလိုင်ဘရီများစီ မရက်တံဘူးအိမ်တိုင်းကျောင်းတိုင်းရဲ့စာအုပ်စင်များစီ မရက်တံဘူးမရက်တံဘူးမရက်တံဘူး ပညာပြေဝနှလုံးလှလာဘဝများစီ အလင်းခတ်တန်တဲ့ဟေ့အမောင်ကိုစတင်စိန်ခေါ်ပြီးဆရာခယန်းပြထက်လူရဲ့ကြပြလို့စာကြည့်တိုက်တွေဟာငါတို့ရဲ့နောက်ဆုံးခံတပ်ပဲဆိုတဲ့အကြောင်းဇာအုပ်ကဘယ်တော့မှ သွေးမထွက်ဘူးဆိုတဲ့အကြောင်းဒီနေ့ပဲကြေညာချက်ထုတ်ပြီးလူတော်ကိုစာငိမ့်ညံ့ရေးမှသည် တကဘာလုံးငိမ့်ညံ့ရေးအထိ စာအုပ်ကိုကိုးကွယ်ကြမယ်။ကဘာကအမှောင်ဆိုအလင်းဟာငါတို့လက်ထဲမှာ။ဟေ့လူကြီးမေ။ဟေ့လူငယ်။ဟေ့ကလေး။တရစီလက်တလို့ဓာတ်ကူးတလို့စာအုပ်နဲ့ခြာကျင်ထဲဒုက္ခမှာမညံ့ခဲ့ဘူးဆိုတဲ့အကြောင်းအလင်းခတ်တန်းညံရအောင်။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။